ထမင်းကြော်ဆိုင်လေးပြီးပြီးတလန်းလုံးမှာတဆိုင်တဲ့မီးလုံးဝဝါလေးရင်နဲ့လင်းနေပြီးတော့ဥတန့်ခွက်တန်လေးတွေကြားရတဲ့တဲ့ပြီးသားရလမ်းပေါ်တင်ကန်းကျွအတကနှင်ရှိကဒီကိုလာထမင်းကြော်ဆိုင်လေးကိုလုံလောက်ခေါ်သားပေးပါမယ်ဒီမှာကအသားဟင်းလေးတွေဆိုလို့ရှိရင်4000ဝန်းကျင်နဲ့ဘဲဥဟင်းဆိုလို့ရှိရင်2500ထမင်းကြော်လေးကိုဟင်းနဲ့အတူဆိုလို့ရှိရင်1000ချက်ထဲယူရမလို့ဈေးလေးကလည်းရှားပြောပါတယ် ူကားနဲ့အချက်ကတော့အသားဟင်းတွေကိုမွန်စတိုင်ချက်လေးတွေနဲ့ရောမဆလာပပအဆက်ကလေးကယ်ပြီးချက်ထားတာလေးတွေရောအချိုချက်တောက်ဆန်းဆိုပြီးရောစတိုင်ကျုံစုံရွေးလို့ရတဲ့အချက်ပါပဲ။ဒါလေးကတော့ရှူရှဲပွင့်ထက်ချက်ကလေးချက်လို့နှမပေးထားတဲ့စီအနှစ်နဲ့နဲ့မှာချက်သားတလုံးစာလေးတွေကိုမဆလာပပလေးနဲ့အဆက်ချက်ထားတာလေးပါ ဝတ်ချုံလေးဆိုတာလေကြွတုံးနှစ်ကလေးတွေတီးပြီးတော့ချိုနေရောပါပဲသူ့ကြီးကိုထမင်းကြော်နဲ့ပါတဲ့အချင်းလေးအဆက်ကလေးနဲ့တွဲစားရင်တော့ဘာမှထမလို့တော့လောက်အောင်ကြီးကိုပေါင်းနေရောပါတမူထူးရှားဝတ်မယားများလေးကတော့ထူးထူးခြားခြားညထမင်းကြော်ဆိုင်မှာရလို့ပြောတော့ပါသည်သူကဝတ်တုံးထက်တာလေးကိုမအီရနေအောင်လို့မယမ်းများလေးတွေနဲ့လုံးပြီးကြောပေးထားတာဆိုတော့အချိုလေးအစီလေးအချင်းလေးညပြီးထမင်းမြိန်ပါလေ န်ချင်ချက်ကြောက်မွန်ချက်ကလေးကလည်းပြုနိုင်ွယ်လေးအတိုင်းကိုကြက်တုံးတလုံးစာလေးတွေကိုအရင်နှပ်ပြီးမှမယမ်းများလေးချင်းငရုတ်ပန်းလေးတွေနဲ့ချင်းဆက်ကလေးကိုအာဘူးရွက်ကလေးအုပ်ထားတော့ပူပူလေးညဆားရလို့ရှိရင်လေအရင်အရင်ကိုကောင်းတာပါပဲခမင်းဝော်လေးစမ်းလိုက်တူကြီးအေးလေးခတ်တောက်လိုက်နဲ့ပတွင်းရှင်းပြီးအစာစားခြင်းစိတ်ကိုလှုံ့ဆော်ပေးပါရဲ့ ဘဲဥချင်ဟင်းချက်လေးရတော့အပေါ်ခွန်ထုတ်ထုတ်ကလေးနဲ့မို့ဘဲဥချက်ကလေးရှားရတဲ့ feeling ကိုအပြေအဝါရပါရင်ဒါရယ်လို့ဆွဆန်းပြပြမဟုတ်ရင်တော့မှညထုံမင်းကျော်လေးနဲ့လိုက်ဖက်တာကိုတော့ညင်မရတာအမှန်ပါပဲနော်ကျမဟင်းလေးကတော့ကြည်ကြည်လေးပဲမယ်အချက်အငံမျှပြီးအင်ချက်ဟင်းကြီးလေးလိုမျိုးထမင်းမင်းကြီးပါရင်ဆိုတော့တကယ်လို့သင်္ကန်းညို့မှတ်ကိုရောက်ဖြစ်လို့ရှိရင်ဒီကိုလာညထမင်းကျော်ဆိုင်လေးကိုလည်းဝင်ပြီးတော့အားပေးပေးကြပါဦးနော် အဆုံးထိကြည့်ပြီးလေကျေးဇူးများဤတမိုင်းနောက်ဗီဒီယိုထဲမှာပြန်ဆောင်ကြပါမယ်ခတာ